်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာစစ်အစိုးရရဲ့လေကြောင်းတိုက်ခိုက်ခဲ့တဲ့ပေါ်အလွန်ဆိုးရိမ်နဲ့လူဆွေတင်တန်ယုံထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်အစိုးရရဲ့အရက်သားပြည်သူတွေကိုလေကြောင်းကနေနေတိုင်းနေပါတိုက်ခိုက်နေတဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီးအလွန်ဆိုးရိမ်နဲ့လူဆွေတင်တန်ယုံကဒီကနေ့မှထုတ်ပြန်ထားပါတယ်စစ်အစိုးရကသူကိုယ်တိုင်ကြီးညာထားတဲ့ပြစ်ခတ်ရဲစိမ်းကိုချုပ်ဖောက်ပြီးစာတင်ကြောင်းတွေစေယုံတွေနဲ့ဘာသာရေးအဆောင်တွေပါဝင်အရက်သားတွေကိုလေကြောင်းကနေနေတိုင်းနေပါတိုက်ခိုက်နေတာလို့ဆိုပါတယ်စကိုင်းမကွေ ွေမန္တလေးဘကိုးရခိုင်ချင်းနဲ့ တိုင်းပြည်ပြည်နယ်တွေမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့်သေဆုံးသူတွေရဲ့မိသားစုဝင်တွေအတွက်အထူးဝမ်းနည်းရတယ်လို့ဖော်ပြထားပါတယ်။ဒီလိုရတားပြည်သူတွေအထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်တာကစစ်ရဆွေးမှုဖြစ်တယ်လို့ဆွေဒင်တန်ယုံကပြောဆိုထားပါတယ်။ဒါအပြင်ဆွေဒင်နိုင်ငံအနေနဲ့နိုင်ငံတကာလူသားစာနာမှုဆိုင်ရာဥပဒေကိုအမြဲကောက်ွယ်ပြီးမှဖြစ်တဲ့အတွက်မြန်မာပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့ထုတ်ပြန်ထားတဲ့အရာသိရပါတယ်။နောက်ထပ်တစ်ပုဒ်အနေနဲ့ NUG စာတင်ကြောင်းတိုင်းဘုံခိုခြင်းနဲ့လေကြောင်းရန်တင်ကြိုတတိပေးစနစ်ရှိစေမယ်လို့ဒေါက်တာစောဝေစုပြောတဲ့ ဲ့အကြောင်းတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဂျာကာလာပညာရေးဖြင့်လက်ပတ်နေတဲ့စာသင်ကျောင်းတွေကိုယာယီပိတ်ထားတဲ့ကာလမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအကာအကွယ်ပြုပေးစေနိုင်တဲ့လုံခြုံရေးအစီအမံတွေပြုလုပ်ရမှာဖြစ်တယ်လို့ NUG ရဲ့ပညာရေးဝန်ကြီးဒေါက်တာစိုးဝေစိုးကပြောပါတယ်။လုံခြုံရေးအစီအမံလို့ဆိုတဲ့နေရာမှာစာသင်မဲ့နေရာတွေမှာပုံခုချင်းတူးထားတာမျိုးနဲ့လေကြောင်းရန်ကြိုတင်သတိပေးစနစ်ရန်တရားတွေကိုကျောင်းတိုင်းရရှိဖို့လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။မြေအောက်စာသင်ကျောင်းတွေတည်ဆောက်ရေးဆိုတဲ့အကြောင်းတွေအပြောများလာတဲ့အတွက်ဒါကလက် တ်တွေဖြစ်နိုင်တာဆိုပြီးမင်းမြန်းတဲ့အခါမှာမြေအောက်စာတင်ချောင်းဆိုတာတက်ပုံခုချင်းတွေတိစောက်တာကပို့ပြီးလက်တွေ့ကြလိမ့်မယ်လို့ဆိုပါတယ်အခုလိုစာတင်ချောင်းတွေယာယီပိတ်တယ်ဆိုတာကမြေပြင်ပေါ်မှာချောင်းတွေပဲပိတ်တာဖြစ်ပြီးအွန်လိုင်းကနေတင်ကြားပေးနေရတွေကတော့ရတတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်စာတင်ချောင်းတွေပုံကျဲခံရမှုပေါ်ပေါက်ခဲ့တဲ့အချိန်ပေါင်း330ဖြစ်သွားပြီဖြစ်ပြီးဒေါက်တာဆောင်ဝီဆိုကပြောပါတယ်စာတင်ချောင်းတွေနဲ့စေယုံတွေကိုစစ်တပ်ကပြစ်မှတ်ထားတိုက်နေတဲ့အပေါ်နိုင်ငံတကာကထိထိရောက်ရောက်တားမြစ်ပေးဖို့လိုတယ်လို့လည်းပြည်တွင်းမှာပြန်လည်ဝင်ရောက်လှုပ်ရှားနေတယ်လို့ထုတ်ပေါ်ပြော ောဆိုထားတယ်။ NUG ပညာရေးဝန်ကြီးကဆိုထားပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမှာလှုပ်သွားတဲ့အာဆီယံထိပ်သီးအစည်းအဝေးကနေမြန်မာအရေးကြီးညာချက်တက်ဆောင်ထုတ်ခဲ့တာမှာတော့လက်နက်ကင်ပဋိပက္ခတွေဆက်လက်ပြင်းထန်နေပြီးစာနာမှုဆိုင်ရာအကျပ်တဲဆိုးဆိုးရွားရွားပေါ်ပေါက်နေတဲ့အပေါ်စိုးရိမ်ကြောင်းပြောထားပါတယ်။ဒါပေမဲ့ထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတွေစော်ဩနေကြတဲ့လိုမျိုးမြန်မာနိုင်ငံတဲ့အရက်သားတွေထိဆုံးနေရမှုအပေါ်အကာအကွယ်ဖြစ်စေနိုင်ဖို့ရာအရေးပေါ်အစီအမံတွေကိုအလဲကျဥက္ကဋ္ဌမလေးရှားအနေနဲ့ကမကထာလို့ချမှတ်ထားတာမျိုးတော့ ဖြစ်မလာခဲ့ပါဘူး။မလေးရှားကစစ်တပ်ရဲ့တော်လှန်အင်အားစုနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံရာကနေတိုးတက်မှုတွေရှိလာတယ်ဆိုတဲ့အချက်ပေါ်မှာအသာပြီးပြောကြားနေတာတွေ့ရပါဗျ ဒါပေမဲ့ထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတွေစော်ဩနေကြသလိုမျိုးမြန်မာနိုင်ငံနဲ့အရက်သားတွေတည်ဆုံနေရမှုအပေါ်အကာအကွယ်ဖြစ်စေနိုင်ဖို့ရာအရေးပေါ်အစည်းအမံတွေကိုအလှည့်ကျဥက္ကဋ္ဌမလေးရှားအနေနဲ့ကမကထားလို့ချမှတ်တာမျိုးတော့ဖြစ်မလာခဲ့ပါဘူးမလေးရှားကစစ်တပ်နဲ့တော်လိုင်းအင်အားစုနှစ်ဖက်စလုံးနဲ့ထိတွေ့ဆက်ဆံရာကနေတိုးတက်မှုတွေရှိလာတယ်ဆိုတဲ့အချက်ပေါ်မှာအသာပေးပြောကြားနေတာတွေ့ရပါတယ်လို့យေတာထားပါတယ် ဆက်လက်ပြီးမြန်မာပဋိပက္ခနဲ့စာနာမှုအခြေအနေပိုဆိုးလာတာကိုအလွန်မင်းစိုးရိမ်တယ်လို့အာဆီယံခေါင်းဆောင်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာပဋိပက္ခတွေအရှိန်မြင့်လာတာနဲ့မြင်းငလင်ဘေးကြောင့်လူသားချင်းစာနာမှုအခြေအနေပိုဆိုးရွားလာတဲ့အပေါ်အလွန်အမင်းဆိုးရိမ်နေလို့အာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ချက်တစ်ခုမှပြောပါရယ်လက်ရှိပဋိပက္ခအတွက်ငြိမ်းချမ်းတဲ့တာရှိခက်နဲ့အဖြေရှာရမှာမြန်မာနိုင်ငံကိုကူညီဖို့တန်နိုင်တန်ချထားပြီးမြန်မာနိုင်ငံရဲ့အကြက်တဲဖြေရှင်းရမှာဘုံသဘောတူညီချက်၅ရက်ကအဓိကအကိုအကားဖြစ်ဆက်ရှိနေမယ်လို့အာဆီယံခေါင်းဆောင်တွေကဆိုပါရယ် အရက်သားတွေနဲ့အရက်ဖက်အဆောင်တွေကိုအကြမ်းဖက်တာချက်ချင်းရတံပိုးအာဆီယံကောင်းဆောင်တွေကဖွဲ့စည်းအားလုံးကိုတိုက်တွန်းခဲ့ပြီးအကြမ်းဖက်မှုတွေကိုရှုံချဖို့စိတ်ရှိတီးခတ်မှုကျင့်သုံးဖို့နဲ့အရက်သားတွေအားလုံးကိုကာကွယ်ပေးဖို့တိုက်တွန်းခဲ့ပါတယ်မြန်မာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကရှာရင်ပြစ်ခတ်ရဲစဲရေးတွေကိုကြီးညာတိမှတ်ပြုပါကြောင်းလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသူတွေထပ်ပေးအပ်နိုင်ဖို့နဲ့ဘုံသဘောတူညီချက်နဲ့အညီတွဲဆောင်ဆွေးနွေးမှုကျင်းပနိုင်ဖို့အကြမ်းဖက်မှုတွေရဲ့ဆိုင်မဲ့ကနဦးချီလန်းဖြစ်ပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးဖို့အာဆီယံကောင်းဆောင်တွေကတောင်းဆိုလိုက်ပါတယ် ်မြန်မာနိုင်ငံရှိသက်ဆိုင်သူတွေရဲ့အကူအညီနဲ့အာဆီယံအဖွဲ့ရဲ့စည်းမျဉ်းတွေကိုအခြေခံပြီးခွဲခြားဆက်ဆံမှုမရှိဘဲပွင့်လင်းမြင်သာစွာနဲ့လူသားချင်းစာနာမှုအကူအညီတွေဘေးကင်းစွာပေးရနိုင်ဖို့အာဆီယံကောင်ဆောင်တွေကဖွဲ့စည်းအားလုံးကိုတိုက်တွန်းခဲ့ပါတယ်မြန်မာပြည်သူတွေဦးဆောင်တဲ့မြန်မာအရှိတာရှိခံတဲ့အဖြစ်တစ်ခုရရှိနိုင်ရေးရည်ရွယ်ချက်နဲ့အတူအားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုကျင်းပနိုင်ဖို့မြန်မာနိုင်ငံရှိဖွဲ့စည်းအားလုံးကရှုံးချမှုတည်ဆောက်ဖို့အာဆီယံခေါင်းဆောင်တွေကအားပေးခဲ့ပါတယ်။ဘုံသဘောတူညီချက်၅ရဲ့ဖော်ဆောင်ရမှာနိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်ကုလသမဂ္ဂအာဆီယံ ကိုဆက်လက်ပံ့ပိုးကူညီမှုကိုအာဆီယံခေါင်းဆောင်တွေကအတိမတ်ပြုခဲ့ပါတယ်။မူရင်မောင်ကုံမှုလူကုန်ကူးမှုနဲ့ကြားဖြတ်တွေလိုမျိုးနေဆက်ဖြတ်ကြော်ရွှေမှုတွေတိုးလာတဲ့အပါအဝင်အာဆီယံဖွဲ့ရင်မြန်မာပဋိပက္ခတွေဖြည့်ရှင်းဖို့ဂျိုးပန်းရာမှာအာဆီယံဖွဲ့ဝင်တွေပြည်ပမိတ်ဖက်တွေနဲ့မြန်မာအိမ်နီးချင်းတွေကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့အာဆီယံခေါင်းဆောင်တွေကကတိပြုခဲ့ပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလီစစ်စခန်းကို KNL ကညရင်ချင်းတိုက်ခိုက်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ပတ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီရဲ့ကနဲလီစခန်းကို KNL ပူးပေါင်းတပ်ဖွဲ့တွေကမနေ့ကညရင်ချင်းတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNL စီးရီးသတင်းရင်းမြစ်တွေကပြောပါရယ်။အတန်းဖက်စစ်ကောင်စီတပ်ရဲ့ကနဲလီစစ်စခန်းကိုမေလ21ရက်နေ့ကလေးကတိုက်ခိုက်နေတာဖြစ်ပြီးမေလ28ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း KNL စီးရီးသတင်းရင်းမြစ်ကပြောပါရယ်။ဒီကနေ့မနေ့ပိုင်း TGP ဌာန ားချုပ်စုံစည်းမြိုင်ကြီးရွာကိုရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကိုအပိသက်ချေမုံတိုက်ခိုက်ပြီးရဲ့နောက်မင်းကညာပိုင်းစစ်ကောင်စီရဲ့ကနဲလီစစ်စခန်းကို KNL ပူးပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာပါ KNU ကမလာအေပီလာနဲ့အခုမီလာအတွင်းမှာထိုင်းမြန်မာနယ်စပ်နီးမှာစစ်ကောင်စီရဲ့ပူးလူတူခက်လက်တီတခေါပီကွီမော့ဖို့တူစခန်းတာလေစခန်းမဲလာစခန်းမော့ဖို့ခီစစ်စခန်းနဲ့ဗလတ်တူစခန်းတွေကိုဇက်တိုက်တိုက်ခိုက်သိမ်းယူခဲ့ပြီးအခုနောက်ဆုံးမှာကနဲလီစခန်းကိုပါတိုက်ခိုက်သိမ်းပိုက်လိုက်တာပါလက်ရှိကရင်ပြည်နယ်မှာမြရီဖျားသုံးစုကော့ ရီဂျုံတို့ဖာပွန်တန်တောင်ထီတာရီမှာအကြံဘက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်တွေကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲရမယ်အခြေအနေတွေကြောင့်တိုက်ပွဲအရှိန်မြင့်လာတယ်လို့ဦးမင်းကိုနိုင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းကပြည်သူလူထုရဲ့အားနဲ့သွားနေရတာဖြစ်တဲ့ကြောင်းပြည်သူလူထုများအနေနဲ့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအားလုံးရဲ့လိုအပ်ချက်တွေကိုအချိန်နဲ့တပြေးညီဝိုင်းဝန်းပြီးအားစိုက်ကူညီပေးကြဖို့မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။အကြံဘက်စစ်ကောင်စီကိုတပြည်လုံးအတိုင်းအတာနဲ့ထိုးစစ်များဆင်နွှဲ ကြမယ်အခြေအနေကြောင့်တိုက်ပွဲအရှိန်မြင့်လာတယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်အဆိုပါပြောကြားချက်ကမေလ29ရက်နေ့မြန်မာနိုင်ငံမှာဘီကင်တော်တမ်းမှန်ရေးဆောင်ရှားမှုရရှိဖို့အတွက်ဘီကင်တော်စင်ယုံများတည်ဆောက်နိုင်ဖို့ပါဝင်ကူညီလှူဒါန်းကြဖို့ဖိတ်ခေါ်မှုမှာဦးမင်းကိုနိုင်ကပြောဆိုခဲ့တာပါ ကျွန်တော်တို့တပြည်လုံးအတိုင်းအတာအနေနဲ့ထိုးစစ်တွေဆွေးနွေးကြမယ်အခြေအနေမျိုးမှာဒီတိုင်ပွဲရဲ့အရှင်ဟုန်မြင့်နေတဲ့အချိန်မှာလိုအပ်ချက်ကအားလုံးသိကြမှာပါဖက်စစ်စစ်တပ်ကဖက်စစ်အပြုမူတိုင်းရှိုင်းရိုင်းဆိုင်ဆိုင်စေယုံတွေစေကန်တွေစာတင်ကြောင်းတွေအရက်ဖက်ပြမှတ်တွေကိုတဲတဲမဲမဲလေကြောင်းနဲ့တိုက်ခတ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုင်ပွဲဝင်မယ်ရှဲပေါ်တွေအပါအဝင်ပြည်သူလူထုရောအဲ့ဒီကျမ်းမာရေးပြင်တကယ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုယ်တွေကြုံခဲ့ရတာပေါ့ဒါကအများကြီးကြုံခဲ့ရတာပေါ့စေကူတာပြီးမဲ့နေရအရောက်တဲ့အခါကျတော့အခက်ခဲဖြစ်ခဲ့ရင်ကြံ့ကြာခဲ့ရင်မဖြစ်တဲ့နာရီမဖြစ်တာမဆုံး ရှုံးသင့်တာတွေဆုံးရှုံးခဲ့ရပါတယ်လို့ဆိုပါရယ်လက်ရှိချိန်မြေပြင်မှာလည်းတော်လိုင်းရဲဘော်တချို့စေကူဖို့အချိန်မီရောက်ရှိလာခြင်းမရှိတာကြောင့်ရွှေရှားစေကံများလိုအပ်နေပြီးစိတ်ချလုံးကျုံတဲ့စေကံများနဲ့စေယုံမျိုးမဖြစ်စေဖို့လိုအပ်ကြောင်းဗန္နာဤလိုအပ်ချက်များရှိနေလို့ပြည်သူများကကူရန်လိုအပ်နေပြီးမြေပြင်မှာစေကူတပေးနိုင်တဲ့လူသားအရင်းမြစ်များစွာရှိနေကြောင်းသိရပါရယ်ကျမ်းမာရင်ဘက်ကလာတဲ့ CDM နေရောလေ့ကျင့်သင်ကြားပေးရတာမျိုးရှိတယ်နောက်ပြီးတော့ကရိယာတွေဆိုရင်လည်းမရှိရှိတာနဲ့မဖြစ်ဖြစ်အောင် လုပ်နိုင်ကြတယ်လူနေတာကစိတ်ချလုံးကျုံရတဲ့ဝန်းကျင်ကိုဖန်တီးပေးဖို့ပါပဲ အဲ့ဒီအတွက်ကြောင့်လေကြောင်းတံကိုပါကုခံနိုင်တဲ့စေယုံစည်းကမ်းမျိုးတွေလိုအပ်ပြီးပေါ်လို့ဦးမင်းကိုနိုင်ကဆက်လက်ပြောဆိုပါရတယ်။ တော်လန်ရင်ကပြည်သူလူထုရဲ့အားနဲ့တွားနေရတာဖြစ်တာကြောင့်ပြည်သူလူထုများအနေနဲ့အားစိုက်ကြဖို့လိုအပ်ပြီးမြေပြင်မှာရှိနေတဲ့ရဲဘော်များအလုံးကိုစားတက်ခဲ့တိုက်ပွဲဝင်နေကြတဲ့သူများအလုံးလိုအပ်ချက်ဖြစ်တဲ့ဒီချက်ကိုပြည်သူလူထုကိုတောင်းခံနေရခြင်းဖြစ်ကြောင်းပြည်သူလူထုကဝိုင်းဝန်းပြီးအားစိုက်ပေးကြဖို့နဲ့မြစ်တိုင်းရခံခဲ့ပြီးနောက်ဆုံးတိုက်ပွဲများမှာအောင်ပွဲများအမြန်ဆုံးယူနိုင်ကပြည်သူရှင်ခွင်ကိုအလုံးပြန်နိုင်ကြစေဖို့ပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။